ားလုံးပဲမင်္ဂလာပါခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတိရှိခွန်ကပေဒီရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရယ်ဆ iam မကတော့ဆောလာနွေနေဖြစ်ပါတယ်ဆ iam မအနေနဲ့ကတော့2025ခုနှစ်ဒီဇင်ဘာလအတွက်စနေသားသမီးတွေရဲ့ ်တနစာသူဩစတန်ကြီးကိုဟောကြားပေးသွားမှာ ဖြစ်ပါတယ်။ဟောဒီလအတွင်းမှာစနေသားသမီးတွေရဲ့အလုပ်ကံကိစ္စအစည်းအဝေးခန္ဓာလေးတွေဝင်ရေးချေးရေးပေါ့နော်လူမှုရေးအိမ်တွင်းအိမ်နောက်ရေးမြေတားရေးခန္ဓာလေးတွေပညာရေးအစဆောင်ရွက်ဆောင်ရွက်လေးတွေပြုလုပ်ရမယ့်ရည်ရည်လေးတွေကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။ အရှင်ဆုံးစနေသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုပြပြပေးသွားမှာပါဒီလတွင်မှာလုပ်ငန်းစီးပွားရေးမှာဆိုရင်စနေသားသမီးတွေကြုံတွေ့နေရတဲ့အခက်အခဲလေးတွေပြန်ပြီးလွတ်ပြောင်းနေတာမျိုးတွေရှိမယ်လက်ရှိနဲ့ပုံမမြင်မသောလုပ်ငန်းအဆင့်ဝင်ငွေအဆင့်တက်တာမျိုးစီးပွားအဆင့်တက်တာမျိုးတွေရှိမယ်အနည်းငယ်တော့ခက်ခဲမှုတွေတော့ကျော်ဖြတ်နိုင်ပါလိမ့်မယ်အလုံးနှစ်ခုတစ်ပြိုင်တည်းလောက်လာမျိုးစိတ်ကူးကြံစည်တွေပေါ်လာတာမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့လုပ်ငန်းတွေကိုဆောင်ရွက်ရမှာငွေကြေးကိုဦးစားမပေးဘဲနဲ့မမြဲတော့လုပ်ရည်ကိုင်းရည်အကြံဉာဏ်လုံးနိုင်ဆိုင်ကိုအသုံးချပြီးတော့မျိုးပြုလုပ်ပါကပုံပြီးတော့တိုက်အောင်မြင်မှုတွေရရှိမယ်မမြဲပေါ်စီးပွား ားရေးအရချုံနေသူတွေကိုမမိကပြန်လဲပြီးစုံမနိုင်မဲ့ကာလကိုရောက်ရှိမယ်။မိတ်ဆွေကောင်းတွေရဲ့အထောက်ပံ့အကူအညီတွေကိုလည်းရရှိမယ်နေထားမှာရှိသလိုအမျိုးသမီးဒုတိယကအကူအညီထောက်ပံ့ကောင်းတွေလည်းရရှိမယ်။နောက်အဲ့တော့ဖခင်အကြောင်းသို့မဟုတ်အလူမင်္ဂလာဆောင်သွားရင်းနဲ့မိတ်ဆွေတွေရဲ့အကြံစီတွေကြောင့် ်เนาะဒါလုပ်ငန်းသစ်လုပ်ကင်တာမျိုးเนาะဒါဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကင်တာမျိုးတွေရှိမယ်လုပ်ငန်းသစ်စတင်လုပ်ကင်မယ်ဆိုရင်လည်းအဆင်ပြေမဲ့ကာလကိုရရှိမယ်နိုင်ငံခြားတိုင်းပြည်နေနဲ့ပတ်သက်တဲ့ကိစ္စတွေခီးကိစ္စလေးတွေမှာဆိုရင်အောင်မြင်မှုတွေရရှိမယ်အကျိုးမြတ်တွေရရှိမယ်เนาะနိုင်ငံခြားနဲ့ဖက်ဆက်လုပ်ငန်းလေးတွေအောင်မြင်မှုရရှိမယ်ရောင်းဝယ်လုပ်ငန်းလုပ်နေသူတွေရောင်းပန်းတော့တာမယ်ထင်သလောက်တော့အမြန်ဆုံးမရဘူးအမြန်ဆုံးအနည်းများတော့ကြုံတွေ့ရမယ်เนาะရာသီပေါ်လိုက်လူသုံးကုန်လေးတွေနဲ့ရောင်းဝယ်ပြုလုပ်နိုင်တော့ပို့ပြီးအဆင်ပြေမယ်เนาะအဲ့တော့အလုံးမှဆိုရင်ဝန်ထမ်းနေဆိုရင်ပေါ့เนาะအလုံးမှနာမည် ကောင်းရမယ်ကြီးကဲနေတဲ့စီမဲ့လောက်ငွေတာအထောက်ပံ့ကောင်းတွေရရှိတာမျိုးလုပ်ငန်းအဆင့်ဝင်ငွေအဆင့်တက်တာမျိုးတွေရှိမယ်ရာထူးအဆင့်ဝင်ငွေအဆင့်တက်တာမျိုးတွေရှိမယ်လုပ်ငန်းတစ်တွေပေါ်တာမျိုးတွေရှိမယ်အပြောင်းလဲအပြောင်းရွှေ့ကိစ္စတွေလည်းပေါ်လာနိုင်တယ်နော်အဲ့တော့ ီလာထဲမှာဆိုရင်ပေါ့နော်မိမိအိမ်ကိုဘာသာရေးဆိုင်ရာပစ္စည်းတို့ဖျားဆင်းမှုတော်တော်ဖျားတတ်ပုံတို့ဝင်လာလည်းကောင်းသောဝင်လာခြင်းမျိုးဖြစ်မယ်ကောင်းသောရောက်လာခြင်းမျိုးဖြစ်မယ်အဲ့တော့အဆောင်တို့ဓာတ်ပုံဖျားဆင်းမှုတော်ဖျားတတ်ပုံပေါ့နော်စာအုပ်စာပေတွေတကယ်လို့ရောက်လာခဲ့သည်ရှိတော့ကောင်းသောရောက်လာခြင်းမျိုးဖြစ်တဲ့တေချာသိမ့်တေချာဆောင်တေချာကိုကိုယ်ပါကိုကိုအတွက်ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နော်အဲ့တော့ဒီတလားအလုံးအတွက်ငွေကြေးခံတာတွေနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားပါမယ် တော့ဒီလအတွင်းမှာငွေကြေးကဏ္ဍလေးနဲ့ပတ်သက်ပြီးတော့ငွေဝင်လန်းနေပွင့်လန်းမယ်ငွေရှားတာလွယ်ကူလာလိမ့်မယ်အကြောင်းမျိုးမျိုးနဲ့ငွေဝင်နေတတ်တယ်ပေါ့နော်အဲ့တော့မြုပ်နေတဲ့ငွေတွေလည်းပြန်ဝင်လာတာမျိုးရှင်းရှင်းရင်းဆဲရရှိနေတဲ့ငွေထက်ပိုပြီးရရှိနေတာမျိုးတွေရှိမယ်မမိကငွေသုံးများနေတာမျိုးငွေသုံးလက်ဖော်မှုကြောင့်ငွေတွေပြန်ထွက်တတ်တယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်ချားတဲ့အာမခန္ဓာချင်းငါးတာတွေမလောက်ပါနဲ့ဆုံးရှုံးမှုတွေကြုံရနိုင်တယ်ကိုကဆက်ပြီးရောပေးရတာမျိုးတွေရှိလာနိုင်တယ်နော်လက်ဆောင်ပစ္စည်းတွေလည်းရတတ်တယ်ငွေကိုလက်ရှိလာမှာရှာဖွေနိုင်စုဆောင်းနိုင်မှာအဆင်ပြေမယ်ငွေဝင် လုပ်ငန်းတိုးချစ်တာတွေလုပ်ပါပို့ပြီးတော့အောင်မြင်နိုင်တယ်เนาะ နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပြပေးသွားမယ်။လူမှုရေးကဏ္ဍလေးတွေကတော့လူထင်းချင်းချင်းခံရမယ်၊မိကောင်းဆွေကောင်းတွေရရှိမယ်၊အကြီးအကဲပိုင်းတွေထောက်ပံ့ကိုရရှိမှာမျိုးလူချင်းလူခင်ပေါ်များတာမျိုးတွေရှိမယ်။ဘာသာရေးလူမှုရေးစားတဲ့နော်ဒါအလုပ်တွေမှာကိုကဝင်ရောက်ကူညီပေးတာမျိုးနော်ဒါအဖွဲ့အစည်းတွေမှာဝင်ရောက်ကူညီလုပ်ကိုင်ပေးတာမျိုးရှိမယ်။နာမည်ကွန်သတင်းကျော်စောတက်တဲ့မိမိကိုရှင်ပြန်သူတွေကျော်လွှမ်းနိုင်မဲ့ကာလရရှိတဲ့သူတို့ဘာကိစ္စဝင်မပါနဲ့အောက်လဲငယ်သားအကျိုးပြုနေတာမျိုးတွေရှိမယ်။နော်မိမိအောက်လဲငယ်သားတွေရဲ့အကျိုးပေးခြင်းခံရမယ်။ နောက်ထပ်ကျန်းမာရေးခန္ဓာလေးတွေပြောပြပါမယ်ဒီလာထဲမှာချမ်းမိုင်အင်းနဲ့ကတော့မြေကျောကြိုက်တာအောင်ကျောအားနေတာအောင်အားနေတာပြီးပေါ့နော် ကြုံမဲ့အစာရင်ဝမ်းပိုက်နဲ့ပတ်သက်တာလေးအောက်နာလေးတွေညောင်းညာကိုက်ခဲတာလေးတွေရှိမယ်ပေါ့နော်အကြီးမားကြီးတော့မရှိဘူးမတ်တက်နာလေးတွေဖြစ်မှာပါအဲ့တော့ဒီအသက်ကြီးပိုင်းနေပေါ့နော်အသက်ကြီးပိုင်းနေကြညောင်းညာကိုက်ခဲတာမျိုးနော်နောက်ပြီးတော့ဒီအားနေယောဂါလေးတွေသွေးပေါင်တက်ကြလေးတွေရှိမယ်ကုသနေတဲ့ယောဂါလေးတွေလည်းတက်တာပြောက်ကင်းနိုင်တယ်စိုးစိုးဝါးကြီးတော့မရှိပါဘူးတခါလေးမတ်တက်နာလေးတွေဖြစ်မယ်ပေါ့နော်အဲဆေးတောက်ရတာလေးတော့ကြုံရမယ်ကြီးကြီးမားမားယောဂါဆိုတော့မကြောက်နိုင်ဘူးနော်အဲ့ဒီလာထဲမှာအိမ်တွင်းအိမ်တော်ကြီးခန္ဓာလေးတွေပေါ့နော်အိမ်တွင်းအိမ်တော်ကြီးခန္ဓာလေးတွေပြပြပေးသွားပါမယ် ဲ့တော့အိမ်နွေးအိမ်တော်ရေးခန္ဓာလေးတွေကတော့ဒီလာထဲမှာ ဆင်ပြေတာတွေလည်းရှိတယ်မပြေတာတွေလည်းနိုင်ငံရှိမယ်ပေါ့နော်ဒါပေမဲ့အဆင်ပြေမှုတွေရှိရင်လည်းခဏတစ်ဖြုတ်ပါပဲမကြခင်ပြန်ပြီးအဆင်ပြေသွားတာမျိုးရှိမယ်အောင်နိုင်ငံသားရဲ့အောင်မြင်သက်သတင်းကြားတာမျိုးတွေရှိမယ်မျိုးသမီးတွေရဲ့ဩစာထွက်မှုမှုရှိနေတာမျိုးကြုံရမယ်မိသားစုမှာနိုင်ငံစိတ်တမ်းမကြစိတ်လုံးမကြမှုတွေရှိမယ်နောက်မိမိအိမ်နာမဲ့အထောက်ပံ့ကောင်းတွေလည်းရရှိတာမျိုးတွေကြုံရမယ်အိမ်မှာကောင်းမှုကုသိုလ်လေးတွေလူတန်းလေးတွေပြုဝတ်တတ်တယ်မိသဘောမှောင်သဘောနဲ့တာတာမျိုးတွေရှိမယ်တစ်ခါတည်းရင်စိတ်လုံးမကြမှုတွေရှိပေမဲ့လည်းကြီးကြီးမားမားပြဿနာမတက်နိုင်ဘူးနဲ့နော် နောက်ထပ်မြစ်တာရေခန္ဓာလေးတွေငရေသူတွေတဲ့အခြေခံသားတွေမှာဆန်းလုံပွင့်မယ်နော်အဲ့တော့အင်မတန်ရှုပ်ထွေးတဲ့အချိန်ကာလဖြစ်တဲ့ကိုယ်မှချစ်သူရေးစားရှင်အောင်ကိုယ်တို့တခြားစိတ်ဝင်စားတဲ့သူတွေရောက်လာတာမျိုးတွေကြုံမယ်နော်အခြေရေးစိတ်နှုတ်ကဖြစ်တာမျိုးရွေးချယ်ခက်ခဲတာမျိုးတွေရှိမယ်နော်အဲ့လိုမျိုးအဲ့တော့ ဒီမိမိရပါတော့မိမိတဲ့အသက်ရွယ်ကြီးရဲ့ကြီးခဲ့တဲ့သူတွေကိုယ်ကိုစိတ်ဝင်စားလာတာမျိုးတွေဂျုံတရတဲ့တဲ့ချစ်သူကောင်းရနိုင်တာမျိုးတွေရှိမယ်။ဒါဒါမဲ့မိမိအနေနဲ့ပေါ့နော်အချိန်တစ်ခုလေးလာပြီးတော့လက်ခံမှအဆင်ပြေမယ်ချစ်သူဆောင်ရွက်တဲ့အနေနဲ့ကတော့မိမိချစ်သူတောင်ပူပန်းတာလေးတွေနဲ့ငယ်ရှိမယ်တဝင်းတို့မူလေးတွေစိတ်မချမှုလေးတွေအားများမယ်။ဒါခါလေးတန်နေရာပွားနေတတ်တာပေါ့နော်တန်နေရာလေးတွေဝင်နေတတ်တယ်။အဲ့ဒါမိမိချစ်သူကိုစိတ်မချဖြစ်နေတာမျိုးစိတ်နေထားတဲ့သူကတော့ပူပင်မဲမယ်နော်။အဲ့ဒါချစ်သူကိုစားတဲ့ဒီစိတ်သွားတဲ့ဒီစိတ်အရရချစ်ကဆုံးမနေတဲ့သူတွေဆိုရင်ချစ်သူကြောင့်စိတ်ပင်မဲနေ မျိုးတွေကျဝမ်းမယ်နော်ဒီလာထဲမှာနောက်ထပ်ပညာရေးခဏလေးရတော့ဆရာကောင်းတွေ့မယ်တိပညာဘူးသူရတိုးပွားမယ်နော်အဲ့လိုမျိုးစူးစမ်းသလားအောင်မြင်မယ်တခါတရံနဲ့စိတ်ပါဝင်စားမှုအားနဲ့နေတာမျိုးလေးတွေတော့ရှိမယ်တခြားအရာတွေစိတ်ညစ်နေပညာရေးခဏလေးတွေအားနဲ့တက်တယ်ဗဒီလာနဲ့မနိုင်ငံခြားကနေပတ်သက်ပြီးတော့ပြင်းရင်းပြပအားကောင်းနေတယ်၊ကျညာနေတဲ့ခီးလေးတွေအဆင်ပြေတာမျိုး၊စောက်ဆိုင်နေရတဲ့ခီးစင်တွေအဆင်ပြေတာမျိုးနိုင်ငံခြားကအခွင့်အလမ်းလေးတွေပေါ်လာတတ်တယ်နော်။ဒါဒီလာအတွက်အကျိုးပေးလက်ကီကာလာလေးတွေပြပြပေးပါမယ်။ ဒီလာထဲမှာကျိုးပင်းလက်ကိကလာလေးတွေဆိုရင်တော့ညီညိုပင်းညီညိုရောင်လေးတွေဖြူပင်းအဖြူရောင်လေးတွေအဝါရောင်ရွှေဝါရောင်လေးတွေအကျိုးပေးပါတယ်နော်ဒီကလာလေးကတော့အကျိုးပေးလက်ကိကလာလေးတွေပါအရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝစ်စင်သုံးပြုခြင်းဖြင့်ကံစရာပွင့်လန်းစေပါလိမ့်မယ်ဒီတစ်ကားလုံးတော့အကျိုးပေးလက်ကိကနန်းလေးတွေကတော့ခွန်3နှစ်ခွန်ကနန်း3ကနန်း2ကနန်းအကျိုးပေးလက်ကိကနန်းလေးတွေဖြစ်ပါတယ်ဒီတစ်ကားလုံးတော့ရှောင်းဝန်းအနေနဲ့ကတော့လမ်းကစားပြုလုပ်ခြင်းသူတဲ့တက်ချင်းအပျော်ပါတောင်စာအထူးရှောင်းပေးရမှာဖြစ်ပါတယ်ဒီလအတွက်ပြုလုပ်ရမယ့်ရေတရာလေးကတော့မမီးတို့အိမ်မှာ ပေါ့နော်အဲ့တော့မွှေတော်ပန်းလေးတွေလှူပါစီစမ်းထားတဲ့စွန်းလေးပေါ့နော်စီစမ်းစွန်းလေးတစ်ပွဲအမြဲတမ်းကပ်လှူပေးပါ အောင်လံလေးတက်လက်အိမ်ဖျားမှာကတူထားမွေးနံတောက်မှာကတူရာလေးလုတ်ပါလက်ပွင့်လန်နိုးကရာလေးတွေရွတ် တက်ကြည့်ပူစရာလေးလုတ်နော်အဲကောင်းမှုတစ်ခုနေစဉ်ပြုပြီးဖြတ်တန်းကန်အညာပြောက်စေလိမ့်မယ်အခုပြောတဲ့ရေရာလေးတွေကောင်းမှုကုသိုလ်လေးတွေနော်အမြဲလိုပြုလုပ်ပေးပြီးတော့ကန်ကောင်းမှုတွေရှာယူပေးပါယနေ့မှစစနေသားသမီးတိုင်းအဆအဆအေးအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးပါစေယောဂါပေးအနေပေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်